အရှိဗီဒီယိုတွေထဲမှာချင်ပန်ဇီတွေနဲ့ပတ်သက်ပြီးတော့ချင်ပန်ဇီတွေကအချင်းချင်းချင်ပန်ဇီတွေအချင်းချင်းတိုက်ခိုက်ကြပုံပြီးတော့ချင်ပန်ဇီကနေပြီးတော့လူကိုတိုက်ခိုက်ပုံဒါတွေကိုဖော်ပြခဲ့တဲ့အတွက်ဒီကောင်တွေကတော်တော်လေးကိုစိုးသွမ်းတဲ့ကောင်တွေလို့ယူဆเสียရှိပါတယ်ဒါပေမဲ့ဒီကောင်တွေကဒေါ်ယိုင်ဒရိတ်ဆန်တွေဖြစ်ပါတယ်ဒီကောင်တွေလို့ဒေါ်ယိုင်ဒရိတ်ဆန်တွေကိုမဆိုထားနဲ့နှစ်ပေါင်း1000လောက်ခရေကအိမ်မွေးဒရိတ်ဆန်ပြင်မွေးမြူလာခဲ့ကြတဲ့ခွေးတို့ကြောင့်လို့တော့မှာ တခြားသူကိုတော့ကြိုက်လိုက်တာတွေနောက်ဆုံးကိုယ်တခင်ကိုကို ပြန်ကြိုက်တာမျိုးတွေတောင် ရှိတတ်ပါတယ်ဒီတော့ဒီချမ်ပန်ဇီတွေလည်းဒီလိုပါပဲတစ်ဖက်မှာသူတို့ကအရန်ကိုရက်ဆက်တယ်အရန်ကိုကြမ်းတမ်းတယ်ဒီလိုမျိုးတွေရှိတတ် ပြီးမဲ့တခြားတစ်ဖက်မှာလည်းပဲသူတို့ကလူတွေလိုပဲအဖွဲ့အစည်းနဲ့နေတတ်တယ်စောင့်ရှောက်တတ်တယ်ပြီးတော့သူတို့တခင်ကိုတန်ရောစဉ်ရှိတယ်ဒါမျိုးတွေရှိတတ်ပါတယ်အပေါ်မှာဒီဗီဒီယိုထဲမှာကြည့်မယ်ဆိုရင်ချမ်ပန်ဇီအမတကောင်ဟာအရန်ကိုအသက်ကြီးနေပြီးသူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ရှိလို့နေပြီဖြစ်ပါတယ် သူဟာရန်ကိုဖျားနာနေပြီးရန်ကိုထိကျန်နေပြီးတော့အစာလည်းမစားတော့ပါဘူးဒီအချိန်မှာလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တုန်းကသူ့ကိုပြုစုဆောက်ရှောက်ခဲ့ဘူးတဲ့သူရဲ့သခင်ဟောင်းဖြစ်သူကသူ့ကိုလာကြည့်ပါတယ်အစောပိုင်းတုန်းကတော့သူမမှတ်မိပါဘူးဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့သခင်ဟောင်းဖြစ်တဲ့သူကသူ့ကိုလာကြည့်ရဲဆိုတာကိုသိသွားပြီးတဲ့နောက်မှာတော့သူ့ရဲ့တုတ်ပြန်ပုံက ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပဲဖြစ်ပါတယ်ဆိုတော့မဟိမဘိုင်းစစ်ခဲ့ပြီယူ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  ချင်ပန်ဇီတွေရဲ့မျိုးရိုးဗီဇဂျင်းနဲ့လူတွေရဲ့မျိုးရိုးဗီဇက99ရာခိုင်နှုန်းနီးပါးတူညီတယ်ဆိုပြီးကျွန်တော်ရှေ့ပြည်တွေမှာပြောခဲ့မှုပါတယ်။ဂျင်းဆိုတဲ့စကားလုံးကိုဘိုင်ယိုရီသမားတွေတော့ကောင်းကောင်းယဉ်နီးပြီးသားဖြစ်ပါတယ်။ဂျင်းဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဇပင်နတ်မလား၊နီမလား၊မျက်လုံးနတ်မလား၊ပြာမလား၊အရက်ရှည်မလား၊ပုတ်မလား၊အသားဖြူမလား၊ညိုမလားစသဖြင့်ဒီလိုမျိုးတွေကိုဆုံးဖြတ်ပေးတဲ့ DNA ရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။အဲဒီလိုဂျင်းတွေ99ရာခိုင်နှုန်းကိုတူနေတာဖြစ်ပါတယ်။ဒါပေမဲ့ချင်ပန်ဇီတွေနဲ့လူတွေကခရိုမိုဆုံးကြီးအတွက်တော့ မတူပါဘူးလူတွေမှာခရိုမိုဆုံးရဲ့အတွက်46ခုရှိပြီးတော့ချင်ပန်းစီတွေမှာ48ခုရှိပါတယ်ဒါဟာကျွန်တော်နောက်ဖော်ပြမယ့်ဗီဒီယိုအတွက်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒီတော့လူတွေနဲ့တလောက်တောင်မှနီးစပ်နေတဲ့ trace sign တွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကဘယ်လိုရှိနိုင်မလဲသိပ္ပံပညာရှင်တွေကလူနဲ့ trace sign ကိုခွဲခြားတဲ့နေရာမှာလူတွေဟာတက်ရှိတွေအားလုံးထဲမှာပစ္စည်းကိရိယာတွေကိုအကင်တွယ်အသုံးပြုနိုင်တဲ့တစ်ခုတည်းသောမျိုးစိတ်တွေလို့သူတို့ကယူဆခဲ့ကြပါတယ် ချန်နယ်ဒရိဆန်တွေပဲဒရိဆန်အမတယ်လို့မျိုးပစ္စည်းကိုရီးယားတွေကိုကင်တွယ်အသုံးပြုနိုင်ခြင်းမရှိဘူးလို့သူတို့ကယူဆခဲ့ကြတာပါဒါပေမဲ့ James Goodall ကဂုံဘေကိုရောက်ရှိလာပြီးချင်ပန်စီတွေနဲ့အတူနေထိုင်ရင်းနဲ့ချင်ပန်စီတွေရဲ့အမူအကျင့်တွေကိုလေ့လာကြည့်တဲ့အခါမှာတော့ချင်ပန်စီတွေမှာထူးခြားတဲ့အမူအကျင့်တစ်ခုကိုသူသွားတွေ့ခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ချင်ပန်စီတွေကမြက်ပင်အရွက်ကလေးတွေကိုနှစ်ချမ်းခွဲပြီးတော့အဲ့ဒီမြက်အရွက်ကလေးတွေကိုချတောင်ဖို့တွေတဲကိုထိုးထည့်ပါတယ် ခဏကြာလို့ပြန်ဆွဲထုတ်လိုက်တဲ့အခါမှာတော့အဲ့ဒီမျက်ရွက်လေးတွေမှာခြာလေးတွေကပ်ပြီးတော့ပါလာပါတယ်အဲ့ဒါကိုသူတို့ကစားပါတယ်ဒါဟာဘာကိုပြတယ်လဲဆိုရင်ဒီချင်ပန်ဇီတွေဟာပစ္စည်းကရိယာတွေကိုကင်တွေအသုံးပြုတတ်တယ်ဆိုတာကိုပြနေခြင်းပဲဖြစ်ပါတယ်ဒီဖြစ်ဖြစ်တွေကို James Goodall ကတပ်ပုံရိုက်ပြီးတော့ National Geographic ကနေတဆင့်ကဘာကိုဖြန့်လိုက်တဲ့အချိန်မှာတော့သိပ္ပံပညာရှင်တွေအားလုံး မျိုးလုံးပြုကုန်ပါတယ်။တချို့သတင်းစာတွေမှာဆိုရင် human ဆိုတဲ့စကားလုံးရဲ့အတိတ်ဘယ်ကိုပြန်လည်ဖွင့်ဆိုဖို့လိုအပ်လာပြီဆိုပြီးတော့တောင်မှပြောဆိုကြတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကိရိယာတွေကိုကင်တွယ်အသုံးပြုတတ်တာကလူတွေကြီးပဲမဟုတ်တော့ပါဘူး။ဒီဗီဒီယိုထဲမှာဆိုရင်ချင်ပန်စီတစ်ကောင်ကတခြားချင်ပန်စီတစ်ကောင်ကိုတုံးနဲ့လိုက်ရိုက်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာဒါလေးသုံးပြတတ်တာများပါများထူးဆန်းလဲလို့ဆိုပြီးတော့မေးစရာရှိပါတယ်။ဒါပေမဲ့အရင်တုန်းကသိပ္ပံပညာရှင်တွေကတရိစ္ဆာန်တွေကဒီလောက်၄တောင်ကင်တွေအသုံးပြတတ်လိမ့်မယ်လို့သူတို့ကမထင်ထားခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်တုန်းကနောက်တိုင်းနိုင်ငံတွေမှာက exotic bug လို့ခေါ်တဲ့ပြည်ပကလာတဲ့တရိစ္ဆာန်တွေကိုအိမ်မွေးတရိစ္ဆာန်အဖြစ်မွေးလေးမွေးထားမရှိသေးတဲ့အကြောင်းချင်ပန်စီတွေရဲ့အလေထားကိုလည်းသူတို့သဘောမပေါက်ကြသေးတာလည်းပါပါတယ်။ နောက်ပိုင်းမှာတော့ exotic pack တွေကိုအမွေးတွေဆန်ဖြစ်မွေးလာပြီးတဲ့နောက်မှာတော့ဒီကောင်တွေဟာတင်ပေးရင်တင်ပေးသလောက်တက်တယ်ဆိုတာကိုသူတို့သဘောပေါက်လာကြပါတယ်ဥပမာ traffic ကိုပဲကြည့်ရမယ်ဆိုရင် traffic ကတော့တွေကိုဖွင့်တတ်တယ်သူဝစ်စာသူဝတ်တတ်တယ် TV remote ကိုကင်ပြီးတော့ channel တွေပြောင်းတတ်တယ်သပင်ရေလောင်းတတ်တယ်မြင်းစာကြွေးတတ်တယ်စသဖြင့်အများကြီးပါပဲဒါတွေကပစ္စည်းတွေကိုကင်တွယ်ပြီးတော့အသုံးပြုတတ်ခြင်းပဲဖြစ်ပါတယ် ဒါဆိုရင် လူတွေသာလျင် ပစ္စည်းတွေကိုကင်တွယ်ပြီးအသုံးပြုနိုင်တယ်ဆိုတဲ့ယူဆချက်ကမမှန်တော့ပါဘူး။ဟုတ်ပြီ။ဒီကောင်တွေကပစ္စည်းတွေကိုကင်တွယ်အသုံးပြုတတ်တာတော့သိပြီ။ဒါဆိုရင်တခြားသောဉာဏ်ရည်ဉာဏ်သွေးတွေရောဥပမာအားဖြင့် long term memory လို့ခေါ်တဲ့ရေရှည်မှတ်ဉာဏ်တို့ short term memory လို့ခေါ်တဲ့ရေတုံမှတ်ဉာဏ်တို့နောက်ပြီး ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ problem solving skill တို့နောက်ပြီးတော့ဆုံးဖြတ်ချက်ချနိုင်တဲ့ decision making စတဲ့ဒီဉာဏ်ရည်ဉာဏ်သွေးတွေကတော့ဘယ်လိုရှိမလဲဒါတွေကိုသိပ္ပံပညာရှင်တွေကတခုချင်းလေ့လာစမ်းသပ်ခဲ့ကြပါတယ်ဒီတော့ဒီဗီဒီယိုထဲမှာကျွန်တော်တို့လူသားတွေနဲ့ဝန်ကွဲတော်တယ်လို့ပြောလို့ရလားအောင်ကိုအမျိုးနိဆက်လုံးနဲ့ချင်ပန်စီတွေဟာဉာဏ်ရည်ဉာဏ်သွေးဘယ်လောက်ကောင်းကြသလဲပြီးတော့ ိပံပညာရှင်တွေကရောသူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုဘယ်လိုမျိုးတိုင်းထွာစစ်ဆေးခဲ့တယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောက်အထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ် ဆုံးစမ်းသပ်မှုမှာတော့ချင်ပစီတွေရဲ့မျိုးကွဲတစ်ခုဖြစ်တဲ့ဘိုနိုဘိုတကောင်ကိုတပ်ပုံနှစ်ပုံပြရတယ်ပထမတစ်ပုံကသူတစ်ခါမှမမြင်ဘူးတဲ့တခြားဘိုနိုဘိုတကောင်ဖြစ်ပြီးတော့ဒုတိယတစ်ပုံကတော့သူနဲ့26နှစ်ကြာကွဲကွာနေတဲ့သူညမပုံဖြစ်ပါတယ်အဲ့ဒီခါမှာအဲ့ဒီဘိုနိုဘိုကဘယ်ပုံကိုကြည့်မလဲဆိုတာကို eye tracker ကိုအသုံးပြုပြီးတော့စောင့်ကြည့်လေ့လာတဲ့ခါမှာသူ့ရဲ့ညမကိုစိုက်ကြည့်နေတာကိုတွေ့ရပါတယ်ဒါဘာကိုပြတယ်လဲဆိုရင်ဒီကောင်တွေဟာ long term memory ကောင်းတယ်ဆိုတာကိုပြနေတာဖြစ်ပါတယ်ဒီလိုမျိုး long term memory ကောင်းတဲ့အတွက်ကြောင့်မလို့တို့ကဘယ်အချိန်ဘယ်နေရာမှာဘယ်ပင်မှာတော့အသေးတွေတီးပြီးဆိုတာကိုတို့ကမှတ်ထားနိုင်ပါတယ်ဒုတိယစမ်းသပ်မှုမှာတော့ short term memory ကိုစမ်းသပ်ပါတယ်ပရမအောင်နေတဲ့ချင်ပန်စီတွေကိုတစ်ကနေပြီးတော့ကိုယ်အထိကိန်းကနန်းတွေကိုဖတ်တာအောင်လေ့ကျင့်ပေးထားပါတယ်။ပြီးတော့ touch screen မှာတစ်ကနေပြီးတော့ကိုယ်အထိကိန်းကနန်းတွေကိုပျောက်တော့ကြုံရကြပန်းနေရချထားလိုက်ပြီးတော့သူတို့ခဏကြည့်ခိုင်းပါတယ်။ ပြီးတာနဲ့အဲ့ဒီကိန်းကနန်းတွေကို၄ထောင်ကွက်လေးတွေဖြစ်ပြောင်းလိုက်ပြီးတော့တစ်ကနေပြီးတော့1 2 3 4အစင်လိုက်လိုက်ထောက်ခိုင်းပါတယ်ဒီစမ်းသပ်မှုမှာအဆင့်3000ဆင့်ရှိပါတယ်ပထမအဆင့်က650မီလီစက္ကန့်ပါတထောင်မီလီစက္ကန့်ကတစ်စက္ကန့်ဖြစ်တဲ့အတွက်ကြောင့်650မီလီစက္ကန့်ဆိုတာတစ်စက္ကန့်တော့မရှိပါဘူးတကယ်လို့တစ်စက္ကန့်အပြည့်ပေးမယ်ဆိုရင်တော့မှခဏန်ကိုလုံးလုံးကိုမှတ်မိဖို့ဆိုတော့မလွယ်ပါဘူးမိတ်ဆွေစမ်းကြည့်မလားခဏန်ကိုလုံးကိုတစ်စက္ကန့်ကြည့်ခိုင်းမယ်ပြီးရင်တစ်နှစ်သုံးလေးအတိုင်းအစင်လိုက်လိုက်မှတ်နိုင်မှာ စမ်းကြည့်အောင်စမယ်ရပြီမမီလာနောက်တစ်ခါထပ်စမ်းကြည့်အောင်စမယ်ရပြီလွယ်တော့မလွယ်ဘူးဗျအစောကပြောခဲ့သလိုပဲစမ်းတက်မှုကအဆင့်300ရှိတဲ့အတွက်ပထမအဆင့်က650မီလီစကန်ဒုတိယအဆင့်က430မီလီစကန်နဲ့နောက်ဆုံးအဆင့်ကတော့230မီလီစကန်ဖြစ်ပါတယ်430မီလီစကန်ဆိုတာကတစ်စက္ကန့်ရဲ့တဝက်တောင်မရှိတော့ပါဘူး ဒီစံသတ်မှုမှာပရမအဆင့်နဲ့ဒုတိယအဆင့်ကိုအရွယ်ရောက်ပြီးသားလူတွေနဲ့အရွယ်ရောက်ပြီးသားချင်ပန်စီတွေကများသောအားဖြင့်မှန်ကြပါတယ်။ဒါပေမဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့တစ်စက္ကန့်ရဲ့ဆယ်ပုံပုံရင်နှစ်ပုံပဲရှိတဲ့230မီလီစက္ကန့်မှာတော့အရွယ်ရောက်ပြီးသားလူတွေမမှန်တော့ပါဘူး။အရွယ်ရောက်ပြီးသားလူတွေမမှန်ဘူးဆိုတော့အရွယ်ရောက်ပြီးသားချင်ပန်စီတွေကမှန်လားဆိုတော့သူတို့လည်းမမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့230မီလီစက္ကန့်ဆိုတာကဒီလောက်လေးပဲရှိတာပါ။ ဒါပေမဲ့အရွယ်ရောက်ပြီးသားလူတွေကောအရွယ်ရောက်ပြီးသားချင်ပန်စီတွေကောမမှန်ကြပါမယ်အရွယ်မရောက်သေးတဲ့ချင်ပန်စီအသေးတွေကတော့တွေ့ရတဲ့အတိုင်းပဲမှန်ပါတယ် တော့ကလေးတွေနဲ့ထပ်ဆန်းကြည့်ပါတယ်။ကလေးတွေလည်းပဲချင်ပန်စီအသေးကောင်တွေကိုမမိပါဘူး။ချင်ပန်စီအသေးကောင်တွေက10ချိန်လုံးရင်10ချိန်လုံးနေပါကိုမှတ်ပါတယ်။ကလေးတွေကတော့10ချိန်မှာ2ချိန်လောက်ပဲမှတ်ပါတယ်။ဒါပေမဲ့လူကြီးတွေကတော့10ချိန်မှကိုမမှတ်တာပါ။ဒါကြောင့်မလို့ကလေးတွေကို flash cut တွေပြရတဲ့ခါမှာတချို့ကပြောကြတယ်လူကြီးတွေတောင်မှမမှတ်မိတာကိုဒီကလေးတွေကဘယ်လိုမှတ်မိမလဲဆိုပြီးပြောကြပါတယ်တကယ်တော့လူကြီးတွေမမှတ်မိပေမဲ့ကလေးတွေကမှတ်မိပါတယ် ဒီလိုမျိုး short term memory ကို photographic memory လို့ခေါ်ပါတယ်။တနည်းအရကိုတစ်ချက်ကြည့်လိုက်တာနဲ့ဘယ်နေရာမှာပါရှိတယ်ဆိုတာကိုအတိအကျမှတ်မိနေတဲ့မှတ်ဉာဏ်မျိုးပါ။ဒါပေမဲ့ဒါဟာ short term memory ဖြစ်တဲ့အတွက်ကြောင့်မလို့အကြကြီးမခံပါဘူး။စက္ကန့်ပိုင်းပဲခံပါတယ်။9မိနစ်10မိနစ်လောက်နေရင်ပျောက်သွားပါတယ်။ပြောမယ်ဆိုရင်လူတွေရဲ့ short term memory နဲ့ chimpanzee တွေရဲ့ short term memory ဟာဆင့်ကဲပြောင်းလဲမှုမှာခွဲထွက်လာကြတာဖြစ်ပါတယ်။လူတွေရဲ့ short term memory ဟာဘာသာစကားတွေကို နားလည်ဖို့ ျက်နှာမှုရာတွေကိုခွဲခြားစိတ်ဖြာနိုင်ဖို့စားတဲ့ communication မှာအဆင်ပြေစေဖို့အတွက်ဆင်ခင်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။ဒါဆိုရင်ချင်ပန်ဇီတွေရဲ့ short term memory ကဘာအတွက်ပြောင်းလဲလာတာလဲ။ချင်ပန်ဇီတွေဟာတခြားသောမျောက်တွေလိုပဲသစ်ပင်တွေပေါ်မှာအနေများတဲ့တိရစ္ဆာန်တွေဖြစ်ပါတယ်။သူတို့ဟာသစ်ပင်တစ်ပင်ကနေတစ်ပင်ကိုခုန်ကူးပြီးသွားလာနေကြတာပါ။ဒီလိုမျိုးသွားတဲ့အခါမှာတနည်းအားကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ဘယ်နေရာမှာဘယ်အကိုင်းရှိတယ်ဆိုတာကိုတပ်ပုံရိုက်ထားသလိုအတိအကျသိနေဖို့လိုပါတယ် ဒါမှသာလျင်ဘယ်အကိုင်းပြီးရင်ဘယ်အကိုင်းကိုကူးမယ်ပြီးရင်ဘယ်ပင်ကိုခုန်ကူးမယ်စသဖြင့်မှန်မှန်ကန်ကန်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ချင်ပန်စီတွေရဲ့ short term memory ဟာသွားရေးလာရေးမှာအဆင်ပြေစေဖို့အတွက်စင်ကေပြောင်းလဲလာတာလို့ယူဆလို့ရပါတယ်။နောက်ထပ်စမ်းသပ်မှုတစ်ခုဒီတစ်ခါတော့အခန်းတစ်ခန်းထဲမှာဘူးနှစ်ခုစက်ကူဘူးနှစ်ခုထည့်ထားတယ်။ဘူး A နဲ့ဘူး B ပဲဆိုပါစို့။အခန်းထဲကိုလူတစ်ယောက်ကဝင်လာပြီးတော့ဘူး A ရဲ့ကိုဘောလုံးတစ်လုံးထည့်သွားတယ်။ပြီးတော့အဲ့ဒီလူပြန်ထွက်သွားတယ် ်အခန်းထဲကိုပရမလူဝင်လာတာရောအကူဘူးအေတဲကိုဘောလုံးထည့်လိုက်တာကိုရောချင်ပန်စီကိုချိခိုင်းတာတဲ့အတွက်ချင်ပန်စီကအကုန်လုံးကိုမြင်နေရပါတယ်ဒီလိုနဲ့ခဏကြာတော့အခန်းထဲကိုဒုတိယလူတယောက်ဝင်လာပြီးစကူဘူးအေတဲကဘောလုံးကိုဘီတဲကိုပြောင်းထည့်လိုက်ပါတယ်ပြီးတော့အခန်းထဲကနေပြန်ထွက်သွားတယ်ခဏနေတော့ပရမလူပြန်ဝင်လာတယ်အဲ့ဒီလိုဝင်လာတဲ့အချိန်မှာချင်ပန်စီဟာစကူဘူး A ကိုကြည့်နေမလားဒါမှမဟုတ် B ကိုကြည့်နေမလားဆိုပြီးတော့လေ့လာတဲ့အခါမှာချင်ပန်စီက ဆက်ကူဘူး A ကိုကြည့်နေတယ်ဆိုတာကိုတွေ့ရပါတယ်။ပထမလူကဘောလုံးကိုဆက်ကူဘူး A ထဲမှာထည့်လိုက်ပေမဲ့လေဒုတိယလူကဘောလုံးကို A ကနေပြီးတော့ B ကိုပြောင်းထည့်လိုက်တဲ့အတွက်ဆက်ကူဘူး A ထဲမှာဘောလုံးမရှိတော့ဘူးဆိုတာကိုသူသိပါတယ်။ဒါအပြင်ဆက်ကူဘူး A ထဲမှာဘောလုံးမရှိတော့ဘူးဆိုတာကိုပထမလူကမသိဘူးဆိုတာကိုလည်းပဲသူကသိနေပါတယ်။ဒါကြောင့်မလို့ပထမလူဝင်လာတဲ့အခါမှာအဲ့ဒီလူကဆက်ကူဘူး A ကိုပဲဖြွင့်ကြည့်လိုက်မယ်လို့သူကယူဆတဲ့အတွက် စကူဘူး A ကိုပဲကြည့်နေတာဖြစ်ပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုရင်ချင်ပန်စီဟာသူမြင်တဲ့အမြင်နဲ့တခြားသူမြင်တဲ့အမြင်မတူဘူးဆိုတာကိုသိနေတဲ့သဘောပါပဲ။တော်ရိုင်းဒရိစံတွေထဲမှာဒီလိုအသိဉာဏ်ဟာတော်ယုံတန်ယုံအသိဉာဏ်မဟုတ်ပါဘူး။နောက်ထပ်စံသမှုတစ်ခုကဒါကိုပိုပြီးထင်ရှားစေပါတယ်။အခန်းတစ်ခန်းကိုတန်စကားနှစ်ခုနဲ့ကာလိုက်တယ်။ဒီတော့အခန်းကအပိုင်း၃ပိုင်းဖြစ်သွားတယ်။ဘယ်ဘက်အပိုင်းရဲ့အလယ်ပိုင်းရဲ့ညာဘက်အပိုင်းရဲ့ကာရာတွေကတန်စကားတွေဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်ကိုတိုးယူပေါက်အကုန်မြင်နေရပါတယ်။ ဒါပေမဲ့ဘယ်ဘက်အပိုင်းကတန်စကာတချမ်းကိုတော့နိုင်ရန်တစ်ခုထပ်ကားလိုက်တယ်ပြီးတော့အလဲပိုင်းရဲ့တစ်ဖက်စီမှာငပြောသည်တဖီးစီထားလိုက်ပါတယ်ငပြောသည် A နဲ့ B ပဲဆိုပါစို့ပြီးတော့ဘယ်ဘက်အပိုင်းမှာတော့အကောင်ကြီးတဲ့ချင်ပန်စီကိုထားလိုက်ပြီးညာဘက်အပိုင်းမှာတော့အကောင်သေးတဲ့ချင်ပန်စီတစ်ကောင်ကို ထားလိုက်ပါတယ်အကောင်ကြီးတဲ့ချင်ပန်စီဘက်ကကြည့်မယ်ဆိုရင်ငါပြောသည် A ကိုပဲတွေ့ရပါလိမ့်မယ်။ငါပြောသည် B ဟာသူ့ဘက်ကကြည့်ရင်နိုင်ရန်နဲ့ကာနေတဲ့အတွက်သူမတွေ့နိုင်ပါဘူး။ဒါပေမဲ့အကောင်သေးတဲ့ချင်ပန်စီကတော့ မပြောသေး A ကိုရော B ကိုရောမြင်နေရပါတယ်ပြီးတော့တန်စကားကိုဖယ်ပေးလိုက်ပြီးနှစ်ကောင်လုံးကိုမပြောသေးတွားယူစီပါတယ်ဒီခါမှာအကောင့်သေးတဲ့ချင်ပန်စီဟာငပြောသည် A ကိုတွားယူမလား B ကိုတွားယူမလားဆိုပြီးစောင့်ကြည့်တဲ့အခါမှာ B ကိုတွားယူတာကိုတွေ့ရပါတယ်။ဒါကဘာကိုဖော်ပြတယ်လဲဆိုရင်ဒီချင်ပန်စီအသေးကောင်ကသူ့ဘက်ကကြည့်ရင်သာငပြောသည်နှစ်ဖီးလုံးကိုမြင်ရပေမဲ့တစ်ဖက်ကကောင်ကငပြောသည် A ကိုပဲမြင်ရပြီး B ကိုမမြင်ရဘူးဆိုတာကိုသူကကြိုသိနေပါတယ်။ဒါကြောင့်တစ်ဖက်ကကောင်က ငါပြောသည့် A ကိုပဲလာယူလိုက်မယ်ဆိုတာကိုလည်းပဲသူကကြိုသိနေပါတယ်တကယ်လို့သူသာငါပြောသည့် A ကိုသွားယူခဲ့မယ်ဆိုရင်တစ်ဖက်ကကောင်တဲ့သူနဲ့ချရမှာဖြစ်ပြီးတော့ဟိုကောင်ကအကောင်ကြီးတဲ့အတွက်ကြောင့်သူမနိုင်နိုင်ပါဘူးဒါကြောင့်ဟိုကောင်မမြင်ရတဲ့ငါပြောသည့် A ကိုသွားယူလာပဲဖြစ်ပါတယ်ဒါဟာအရှိမဖော်ပြခဲ့သလိုပဲချင်ပန်ဇီတွေဟာသူတို့မြင်တဲ့အမြင်နဲ့တခြားသူမြင်တဲ့အမြင်ကမတူဘူးဆိုတာကိုသိနေသလိုတခြားသူဘာလုပ်မယ်ဆိုတာကိုလည်းပဲကြိုတွက်နိုင်တဲ့ဉာဏ်ရှိပါတယ်ထရိတ်ဆန်တွေထဲမှာဒီလိုဉာဏ်ရှိတယ်ဆိုတာဟာ တော်ယုံတိုင်ယုံညံ့ရီမဟုတ်ပါဘူး။ဒါဆိုရင်တစ်ဆက်တည်းအနေနဲ့တွေးစရာဖြစ်လာတာကချမ်ပန်ဇီတွေဟာတစ်ဖက်လူပါသိတယ်ဘာကိုမသိဘူး။ဘာကိုတွေးတယ်ဘာကိုမတွေးဘူးဆိုတာကို သိနိုင်တဲ့ညံ့ရီရှိတယ်ဆိုရင်သူတို့အမဲလိုက်ပြီးရလာတဲ့မြောက်ကိုနှစ်ချမ်းဆွဲပြဲနေတဲ့အချိန်လူကိုတိုက်ခိုက်တဲ့ကိစ္စမှာဆိုရင်လည်း traffic ကရှာလာနေရှဲနှကန်းတွေကိုဆွဲပြဲနေတဲ့အချိန်မျက်လုံးတွေကိုနှိုက်ထုတ်နေတဲ့အချိန်မှာတစ်ဖက်လူကနာကျင်မှုကိုခံစားနေရမယ်ဆိုတာကိုသူတို့သိနိုင်လား ။ဘာကြောင့်လဲဆိုတော့ကြားရီချင်းသေးတွေဟာသူတို့ရဲ့သားကောင်ကိုကိုက်စားနေတဲ့အချိန်မှာသူတို့ရဲ့သားကောင်ကနာကျင်မှုကိုခံစားနေရမယ်ဆိုတာကိုသူတို့ကမသိပါဘူး။သူတို့မှာအဲ့လိုတိနိုင်တဲ့အသိဉာဏ်လည်းမရှိပါဘူး။သူတို့တိကြတာကသူတို့ရဲ့အစာကိုသူတို့စားနေတယ်ဆိုတာပါပဲ။ဒါကြောင့်မလို့ဒီကောင်တွေကိုသွားပြီးတော့ရက်ဆက်တယ်လို့ပြောလို့မရပါဘူး။ဒါပေမဲ့ချမ်ပန်ဇီတွေကအဲ့လိုမဟုတ်ပါဘူး။ဒါကြောင့်လည်းချမ်ပန်ဇီတွေဟာပရိုင်မိတ်တွေထဲမှာဒုတိယရက်ဆက်ဆုံးလို့ပြောကြတာဖြစ်ပါလိမ့်မယ်။ We'll Thank right you.